ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ update channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးဖြေများမှာတော့ရှင်ရုံစီရီတော်နိကန်၅ရက်ဝင်ဓမ္မပါကိစ္စအဖွဲ့ချုပ်အတွင်းရမှုဆရာဦးစန်းလေးဆံကျောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာအဲဒီတစ်ပတ်မှဆိုလို့ရှင်လဲဒါ online ဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်ဒါအကောင့်ပိုင်ရှင်တွေမင်းများထားတဲ့မိကွန်းတွေရောက်ရှိနေပြီလို့ဆရာမိကွန်းလေးတွေမိကွန်းပြပါရှင်ဟုတ်ကဲ့ညောင်ရောက်လာတဲ့မိကွန်းလေးကိုလည်းတမောထပ်ပြီးတော့ဖတ်ပြကြင်ပါရဆရာအဲဒီဒီအကောင့်နိုင်ကလည်းအမုန်းခံစားပေါ့နော်ဒီသူပဲထပ်မိထားတာပေါ့နော်ဟုတ်ကဲ့ဆရာအဲအာဒီဆန္ဒကိန်းကြီးဟာတိငှက်တတော်လားနှစ်လူလားသုံးနှက်လားဆိုတာသိကြပါရဆရာအဲ့ နံပါတ်၁မျက်ဖြစ်မဲ့ဆိုပါကငှက်ကိုမိဖုရားတင်မြအကျဉ်လင်မယားပေါင်းသိရင်လူနိုင်ငံပေါင်းသိမှုမဖြစ်နိုင်ပါနံပါတ်၂ကလူဖြစ်ပါကအတောင်မှမပါနိုင်ပါနံပါတ်၃ကနတ်ဖြစ်ပါကနတ်ကိုလူသားတို့ကတတ်နိုင်ခြင်းမရှိပါဒါကြောင့်ဆန္ဒကိန်မောင်းနှံဟာငှက်လားလူလားနတ်လားဆိုတာသိကြမှာလေဆရာတဲ့ရှင်နာကတင်နာနဲ့တူတော့ဆရာကျမ်းမှချမ်းသာပြီးတော့တာသနာအကျိုးပို့ပြီးတော့မှဆောင်ရွက်နိုင်ပါစေဆိုပြီးဆူတောင်းပေးလိုက်ပါတယ်ဆိုတော့ဆူတောင်းစကားလေးလည်းပြောထားပါသေးတယ်ဆရာဟုတ်ကဲ့ဆရာ ပရမဆုံးပြောချင်တာတော့သူချီးမွမ်းတဲ့ဟာပေါ့ဗျာဟိုရှင်နာဂသေနာနဲ့တူတော်လို့ပါလားဆိုတာအမှန်တော့ကျွန်တော်ခံလည်းမခံယူအပ်ပါဘူးအများကြီးပါတယ်ရှင်နာဂသေနာကကျွန်တော်လည်းဘာမှမဆိုင်ဘူးပေါ့နော်ဟိုဒါလေးကိုထည့်မပြောပဲညင်နေလိုက်ရင်လည်းဟိုဘယ်လိုခေါ်မလဲဟိုချီးမွမ်းစိတ်တူသဘောတူတယ်လို့ဖြစ်နေမှာကြောက်လို့ပါဒါလေးကိုပြောနော်မနိုင်ရှင်အပ်ပါဘူးလို့အများကြီးကွာပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေကချီးမွမ်းမှုကိုခံယူလို့ရတာကြီးပဲလေနော်သို့သော်လည်းတကယ်တမ်းချီးမွမ်းလာတဲ့အခါကျတော့ သူတို့ပြောသလိုငါလည်းထော်လို့နေမှာပေါ်တော့ပါတော့အဲ့ဒီလိုသဘောလက္ခဏာတွေကဝင်တတ်တဲ့ပုရုဇဉ်တွေပါအဲ့လိုဝင်ရင်အဲ့ဒီပုဂ္ဂိုလ်ကကြာရှည်မခံတော့ဘူးเนาะဆိုကြာဆုံးမှုနဲ့ခြုံတွေ့တတ်တယ်ပေါ့နော်အဲ့ကြောင့်ဒါပထမပရိကံအနေနဲ့ဒါလေးကိုပြောပြလိုပါတယ်နောက်ဒုတိယသူပြောတဲ့ဟာပေါ့နော်ဟိုကိဉ္စီကိဉ္စီယာပေါ့အဲ့တော့ဘုရားရဲ့စာပေမှာရှိတယ်ဗျာကိဉ္စီကိဉ္စီယာရဲ့အဓိပ္ပာယ်ကသတိသောနရေနာတိကိဉ္စရောလို့ပြောတယ်အဓိပ္ပာယ်ကတော့နရဆိုတာလူလို့ပြောတာနရလူနဲ့သတိသောတူသောတဲ့ လူနဲ့တူလို့အဲဒီကိဉ္စီကိဉ္ညာလို့ခေါ်တာသူသူအတိတ်ပဲဘယ်လောက်တိတူလဲလို့ဆိုတော့ကိဉ္စီနရောကိဉ္ရောတယ်ကိဉ္စီဆိုတာအနည်းငယ်များသောအင်္ဂါမြတ်ကိုခြံလိုက်ပြီးကျွင်းသောအရာအလုံးတူတယ်တော်တော်တူတာပေါ့နော်လူနဲ့အဲဒီအဲဒီသရဝါမျိုးစားအဲ့တော့အဲ့ဒီလိုလူနဲ့တူတဲ့နေရာမှာကျွန်တော်တို့အကျဉ်းအဖြစ်အကျဉ်းအဖြစ်နှစ်နည်းရှိတယ်ကိဉ္ကိဉ္ညာရအောင်လေအကျဉ်းအဖြစ်ပြောရင်တော့သူကငှက်ကိုအဲငှက်ကိုနဲ့လူခန္ဓာပေါ့ဟုတ်ကဲ့ငှက်ကောင်းပေါ့နော် နှက်ခေါင်းနဲ့လူခန္ဓာပေါ့အဲဒုတိယကတော့လူကိုယ်နဲ့မြင်းမြင်းမျက်နာပေါ့အဲအဲ့လိုဟာမျိုးလေးနှစ်ခုကျွဲတယ်ခင်နေရမှာလေအကျေအပြင်းပြောရင်သူက9မျိုးထိရှိတယ်စာပေတိုင်းပြောမှဆိုရင်မဆန္ဒခင်နေရတို့ဒေဝခင်နေရတို့အဲ့လိုသွားရင်ခွဲလိုက်ရင်အုပ်စုကျွဲရင်9မျိုးရှိတယ်အဲ့တော့ဒီနေရာမှာသူကဒေဝကိညာတို့စန္ဒကိညာတို့အထူးသဖြင့်ပြောရင်တော့စန္ဒကိညာတို့ဆိုရင်လူနဲ့ချွတ်ချုပ်ကိုတူတာလို့ပြောတယ်။အဲ့လိုတူလို့လည်းပဲ950နိဗ္ဗာန်မှာပြမဒမင်းကြီးက ဒီဆန္ဒကိန်းတွေကိုမိဖုရားတင်မြှောက်ခြင်းတယ်လို့သူကနှုတ်ကနေထွက်ပြောထုတ်ပြောတာဒါပေမဲ့ဒီမှာသတိထားဖို့ကတင်မြှောက်ခြင်းတယ်လို့ပြောတာနဲ့တင်လို့ရတာနဲ့မတူဘူးတကယ်တမ်းလည်းမတင်ပါဘူးတင်လို့လည်းအဆင်မပြေပါဘူးဘာလို့လဲဆိုတော့ဆန္ဒကိန်းတွေကသူကအများစိတ်ထိသွားပြီလေထိတော့သူကလည်းအဲ့ဒါကိုသိသွားပြီချင်းတယ်ဒီမှာမင်းကြီးကသူပြစ်တာအဲ့တော့ကြံတဲ့သူ့ရဲ့ဇနီးပေါ့လေသူတို့ဇုံတွဲပေါ့အဲ့ဆန္ဒကိန်းကြီးကဟို သူလူနဲ့ချက်ဆက်တူနေတာဟိုသူတို့ဒီစရပါရတူတဲ့ခါကျတော့အမှန်ချုံးမောလပါတော့သူကဘယ်ရင်ဆိုတော့မင်းကိုမိဖုရားမြောက်မယ်ဆိုတင်မယ်ဆိုရင်လည်းဘယ်လိုချမ်းသာဒုက္ခတွေနဲ့ပြည့်မပါညာသူတို့ပါဇက်ကပြောတာဒါမှမတင်လည်းမတင်ဖြစ်ဘူးလို့လည်းမလို့ဖြစ်ဘူးဆန္ဒကိနေရလည်းမသိပါဘူးဒါ950နိဗ္ဗာန်ပါလေသစ္စာပြည့်ပြည့်တဲ့ခါသုံးနာတာမလို့ပေါ့ဗျာပြန်ရှင်းလာတာပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီနေရာမှာဟိုဆုံးဖြတ်တာတော့မဟုတ်ဘူးပေါ့ဗျာနော်သုံးသက်ပြတာပါအဲ့ဒါဘာလဲလို့ဆိုတော့ လူနဲ့အလွန်တူသောတရားဝါတွေလို့ဆိုတဲ့အတွက်လူလူဟူ၍မယူအပ်လူတွေမဟုတ်ဘူးဆိုတာချစ်ဖွဲ့ရကြော်ဟင်းနဲ့တူရင်တူမယ်ဗျာဒါမှမကြော်ဟင်းမဟုတ်ဘူးဒီလိုပုံစံမျိုးပေါ့နော်ဒီမှာလည်းလူနဲ့တူအလွန်တူတယ်လို့ကိန်းစီနေတော့ဟာလာကိန်းနေတော့ဘလို့ပဲပြောပြောဒါပေမဲ့လူတို့မယူအပ်ဘူးအခြားတရားဝါပဲပေါ့အဲ့ဒီထဲမှာဒေဝကိန်းနေရာကလွဲရင်ဒေဝကိန်းနေရာကျတော့သူကစတုမာတွေနဲ့ပုံထဲမှာပါတယ်ကျွန်းသော6မျိုးဟာပေဒတ် ဂတိထဲမှာပါတယ်ပေဒပုံထဲမှာပါတယ်လို့ယူရတယ်ဒါစာပေအတိုင်းပေါ့နော်ပရိယတ်တိတိုင်းပြောတာပေါ့နောက်ပြီးတော့လူနဲ့ပေါင်းတဲ့ကိစ္စလူနဲ့ပေါင်းသင်းမှု ရှိမရှိစရာကလူနဲ့ရှင်သေးနဲ့ပေါင်းတဲ့ဇက်တွေပေါ့နော် လူနဲ့ဘလူးနဲ့ပေါင်းသင်းတဲ့ဇက်တွေနောက်ပြီးတော့လူနဲ့ဥစ္စာဆောင်ပြည်ကြတွေပေါင်းသင်းတဲ့ဇက်တွေအများကြီးကိုထောက်ရှုပြီးတော့ကြည့်နိုင်တယ်နောက်အထူးသတိပေးလိုတဲ့ဟာကတော့မြတ်စွာဘုရားရှင်တို့ပါရမီဖြည့်တဲ့ဇက်တော်တွေပေါ့ အများကြီးလည်းပြရမို့လို့ငါ56ပါတော့ပါရမီဖြည့်တဲ့ဇတ်တော်တွေထဲမှာဆိုရင်အဲ့ဒီခေတ်အဲ့ဒီကာလမှာဘာကြောင့်တိရစ္ဆာန်ဘုံဘွားတွေဖြတ်ရတာရှိတယ်နော်ခုံမင်းတို့ဒေါင်းမင်းတို့ဖြစ်တယ်တိရစ္ဆာန်လောကကိုချီးမြှောက်လိုသောကြောင့်လို့စာပေမှာထင်ရှားရှိတယ်လိုချင်တာသဗ္ဗညုတဉဏ်ကိုသဗ္ဗညုတဉဏ်အတိုင်းစမရှိဘူးဒါကြောင့်မြတ်စွာဘုရားအောင်တို့ကလှူလို့မယ်ဆိုရင်ကျွန်တော်တို့ပုပုဂ္ဂိုလ်ရိုးပုဂ္ဂိုလ်တွေဆိုရင်အလူကမြင့်မြတ်မှုပဲရှာတယ်လေနေကြတဲ့ဟာကိုမရှာဘူးလေဒါပေမဲ့ဘုရားအောင်တို့ကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကသူတို့တရားအဲ့လိုမဟုတ်ဘူး ။ဘာလဲဆိုတော့ငါလူချင်းသာဒီအဆဆုံးဆမရှိတဲ့တပိဋ္ဌာဉ္ဇဉ်။ဒါကြောင့်လူပွဲလူတဲ့အလူခံပုဂ္ဂိုလ်မှလည်းပဲအယုတ်လက်အမျက်မရွေးဘူး။တပိဋ္ဌာဉ္ဇဉ်လည်းအယုတ်လက်အမျက်မရှိဘူး။ဒီလိုလိုနဲ့လုပ်တာတာမန်လူတွေနဲ့မတူဘူးပေါ့ဗျာ။အဲ့တော့အဲ့ဒီလိုဖရာလောင်းတော်တွေပွင့်ထမ်းတဲ့ဖြစ်မှာတတဝါထူးတွေပါလေစားပေါ်ပေါက်ကြစမြဲပဲဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကမျက်ချိမပြတ်ဖို့လိုတယ်။ဒီနေ့ခေတ်ပေတံလေးနဲ့ရှောက်ပြီးတိုင်းရင်တော့ ဟိုအများတန်းစိတ်ကြတွိဟဖြစ်နေပါပဲလေနောက်တော့ခေထားပါတော့တိတ်တဲ့လောင်းလောင်းသေးသေးကြဖွားတယ်ဖွားဖွားချင်းစကားပြောလမ်းလျှောက်နေတယ်အဲ့ဒီအစားသိပ္ပံနဲ့လျှောက်တိုင်းလို့တော့မဖြစ်တော့ဘူးလေနော်ဒါကတော့ဟိုဘုံကံပါရမီတွေရှိတယ်ဟိုဘက်ကတော့တို့မျက်စိနဲ့မြင်နိုင်တဲ့သိပ္ပံဆိုတာမျက်စိနဲ့မြင်နိုင်တဲ့အရာပဲယုံတာလေဘလောက်ဝေဝေတို့မှန်မြန်းကူညီယူပါပဲရုပ်ဝတ္ထုကူညီနဲ့လုပ်တာနန္တရားတွေကြတော့တို့နားမလဲတော့ဥပါရမီတွေဘုံကံတွေကြတော့နော်အဲ့လိုလေးတော့ကွာတာပေါ့ဒါကြောင့်ခုနကပြောတဲ့လူနဲ့ပေါင်းစပ်တဲ့ကိစ္စတွေကိုလည်းပဲဟိုသိပ္ပံပညာနဲ့ပဲမတိုင်းကြပါနဲ့ ်မြတ်စွာဘုရားရှင်တို့ပါရမီဖြည့်တဲ့ဇတ်တော်တွေပေါ့နော်တိရစ္ဆာန်ဘုရားဖြည့်တဲ့ကမှာတိရစ္ဆာန်ဘုံဘဝတွေကိုချီးမြှောက်လို့ရဆန္ဒဖြစ်တယ်အဲ့ဒီအချိန်မှာတရဝထူးတွေကလည်းပေါ်ပေါက်စားအစဉ်မြဲဖြစ်ပါတယ်လို့ကျွန်တော်နားလည်သလောက်တင်ပြရပါတယ်ဟုတ်ကဲ့ပါဆရာဒါဘုသူရာတွေလည်းအများကြီးရလိုက်လို့တမလို့လည်းဒါရှင်းရှင်းဖို့တွေလည်းအများကြီးသိလိုက်ရပါတယ်ဆရာဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေကြားသားရဲ့အဖြေကိုနားဆင်ပြီးတော့ဒါ online ပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးအဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းတဲ့လိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစစ်စမအခုလိုမျိုးမင်းဝန်တွေပေါ့နော်ဒါတေချာလေးဖြေကြားပေးရဲဆရာကိုလည်းတို့ update channel ကျေးဇူးများတင်ပါတယ်